အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ American သမ္မတ Donald Trump ရဲ့ဖိတ်ခေါ်ချက်အရ Hyundai Company ဟာ Louisiana ပြည်နယ်မှာ9.8ဘီလီယံဒေါ်လာနဲ့စီးပွားရေးစတင်တော့မယ့်အကြောင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ USA Today က March 25 2025မှာကြေညာသွားတာကတော့ Tamra Trump ရဲ့ခြေပွားရေးတကားဖွင့်မူဝါဒကို ထောက်ခံအားပေးတဲ့အနေနဲ့ကောင်ကိုရီးယားပြည်နယ်မှာ Hyundai Company ဟာဒေါ်လာ27ဘီလီယံယင်းနှစ်ပြီးအမေရိကမှာဆက်ယုံ အသစ်တွေတည်ထောင်တော့မှာဖြစ်ပါတယ်သမရဒေါ်နယ်ထရန့်ကတင်းနေတာနဲ့မှာကြေညာသွားတာကတော့ Hyundai Company ဟာပထမဆုံးအနေနဲ့အမေရိကရဲ့ Louisiana ပြည်နယ်မှာ ဒေါ်လာ21ဘီလီယံတန်ဖိုးရှိတမ္မနိဆက်ယုံတီဆောက်ဖို့ရင်းနှီးနှုတ်နှံလိုက်ပြီးဆိုတာပါပဲအဲ့ဒီလိုပထမဆုံးတောင်ကိုရီးယားရဲ့တမ္မနိဆက်ယုံအမေရိကမှာလာတည်ခြင်းဖြင့်လူပေါင်း1300အတွက်အလုပ်တွေပေါ်ပေါက်လာမှာဖြစ်ပြီးတော့အဲ့ဒီတမ္မနိတွေဟာဂျော်ဂျီယာပြည်နယ်နဲ့အယ်လဘားမားပြည်နယ်တွေမှာရှိနေမဲ့ Hyundai ကုမ္ပဏီကားကုမ္ပဏီအတွက်ထုတ်လုပ်သွားပြီးတစ်နှစ်ကို ကားအစီးတန်းပေါင်း ထုတ်လုပ်သွားမယ်လို့ကော်မတီရဲ့တရားဝင်အကြီးအကဲများကပြောပါတယ်။သမရအင်ဖြူတော်ရှိ Roosevelt အမိယခမ်းမမှာအင်ဖြူတော်မအရာရှိတွေပြည်내တာဝန်ရှိသူတွေနဲ့ဟွန်ဒဲကားကုမ္ပဏီရဲ့ထိတ်တန်းပုံကိုယ်ရေးဝိုင်းရန်လျက်ရှိနေချိန်မှာသမရဒေါ်နယ်ထရန့်ကပြောလိုက်တာကတော့အခုလိုအမေရိကကိုတင်သွင်းပြီးတော့စီးပွားရေးတွေလုပ်ရင်အခွန်အများကြီးပေးဆောင်ရမယ်အစားတင်တို့ရဲ့စီးပွားရေးတွေကို အမေရိကကိုယူလာပြီးအခုလိုရင်းနှီးမြှုပ်နှံပြီးအနာဂတ်အတွက်ပြင်ဆင်ကြပါလို့ပြောကြားခဲ့ပါတယ်။အခုတော့အမေရိကကိုတင်သွင်းတဲ့ကွန်ပျူတာများအပေါ်အခုနှုန်းအလွန်မြင့်မားစွာကောက်ခံနေသောကြောင့်အမေရိကကိုတင်သွင်းပြီးလှုပ်ရှားနေကြတဲ့ Apple Company ဟာဆိုရင်မက္ကဆီကိုကဆက်ယုံကိုပိတ်ပြီးအမေရိကမှာရင်းနှီးမြှုပ်နှံလာသလိုအခု Hyundai Company ကဆိုရင်လည်းအမေရိကမှာအခြေချဖို့ရောက်လာပြီဖြစ်ပါတယ်။ အမေရိကကိုတင်သွင်းတဲ့ကုန်ပစ္စည်းများအပေါ် Trump ကောက်ခံမဲ့အခွန်25ရာခိုင်နှုန်းဟာအခုလာမဲ့ April 2ရက်နေ့မှာစတင်ပြီးဖြစ်ပါတယ်။ Hyundai Company ရဲ့အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Yu Sum Chong ကပြောသွားတာကတော့အခု Tamil ဆက်ယုံဟာအမေရိကတွင်ပုံမအားပြည့်ပြီးလုံခြုံသောကားဆက်ယုံတွေရဲ့အကြီးအကျဆုံးသောအခြေခံအုံမြင့်ဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောပါတယ်။ Louisiana ပြည်နယ်အုပ်ချုပ်ရေးမှုနဲ့လွှတ်တော်အမတ်တွေကတော့ ဟွန်ဒိုက်ကဲ့သို့ယင်းနှိမ့်နှံမှုများကိုဆွဲဆောင်ရန် အခွန်များပညာရေးနှင့်အများပြည်သူဘေးကင်းရှင်းရေးတို့ကိုတစ်နှစ်ကြာလိုအပ်သလိုပြင်ဆင်သွားမှာဖြစ်ကြောင်းလည်းပြောသွားပါရယ်။ဆယ်စုနှစ်များအတွင်းအမေရိကန်ပြည်သူတွေဟာပြည်တွင်းမှာရှိတဲ့အလုပ်တွေအတွက်အမြင်မပွင့်ကြဘဲပြီးပထွက်ပြီးယင်းနှိမ့်နှံမှုတွေသာအမြင်ရှိခဲ့ကြပါရယ်။အခုလိုအမေရိကမြေပေါ်မှာပြည်ပကယင်းနှိမ့်နှံမှုတွေရောက်လာတာကိုတေချာလေ့လာရင် အမေရိကန်သမ္မတနဲ့အစိုးရဟာသူ့ရဲ့ပြည်သူတွေအပေါ်ဘလောက်ကောင်းတယ်ဘလောက်တောင်းခယူးဆိုင်ကြည့်ရှုတယ်လဲဆိုတာသိမြင်နိုင်ကြောင်းဟွန်ဒိုင်းကော်မတီကပြောပါတယ်သမ္မတထရန့်ဟာဟွန်ဒိုင်းကကော်မတီတွင်းကုံဗာမစ်တွေအတွက်အခက်အခဲမရှိစေကြောင်းနဲ့အကယ်၍ရှိလာခဲ့ရင်သူ့ကိုအချိန်မီဆက်သွယ်လာနိုင်ကြောင်းလာတွေ့နိုင်ကြောင်းပြောပါတယ်ပြီးတော့နှစ်ပေါင်းများစွာပျောက်ကွယ်နေတဲ့ လူဗီဇီယာနာကတဘာဝတန်ငွေဆက်ယုံနှစ်ယုံကို ပြန်လဲလေပတ်ဖို့ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကိုလည်းတမရထရမ်ကဂုဏ်ယူစွာပြောခဲ့ကြောင်းသိရပါတယ်။ထရမ်ကတင်တို့ကွန်မဏီတွေရဲ့လိုအပ်တာတွေအမေရိကကိုသွင်းဖို့အခက်အခဲလုံးဝမရှိရင်သူတာဝန်ယူကြောင်းနဲ့အာမခံကြောင်းအခက်အခဲတစုံတရာရှိခဲ့ရင်သူ့ကိုအချိန်မီဖုန်းခေါ်ရန်ဖြူတဲကကွန်မဏီကို ဖုန်းနံပါတ်ပေးပြီးတော့ပြောလိုက်ပါတယ်။ CNBC သတင်းဌာနက Hyundai ကားကုမ္ပဏီရဲ့ American အခြေစိုက်တာဝန်ရှိသူများကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့သူတို့ဟာအမေရိကမှာ Georgia နဲ့ Alabama ပြည်နယ်တွေမှာလျှက်စစ်ကားများကိုတစ်နှစ်ကိုအစီတန်းကထုတ်လုပ်သွားမှာဖြစ်ပြီးတော့ Trump ရဲ့ April 2ရက်နေ့အကောက်ကွန်25ရာခိုင်နှုန်းတိုးမြင့်တိုးမြင့်မဲ့နောက်ဆုံးနေ့မတိုင်မီကုန်သွယ်ရေးစုပ်ပွဲကိုရှောင်ရှားရန်အထူးကနိုင်ငံတကာလုပ်ငန်းကြီးတွေဟာ အခွန်25ရာခိုင်နှုန်းရှောင်ရန် ပြင်ဆင်နေချိန်မှာအခုဟွန်တိုင်းဤကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုင်ဝမ်က semiconductor manufacturing company နဲ့ဂျပန်မှ softbank ခြေပွားရေးလုပ်ငန်းတွေဟာလည်းအင်ဖြူတော်သို့ရောက်လာပြီးသမ္မတ Trump နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပြန်ပါတယ်။တောင်ကိုရီးယားထုတ်လုပ်တဲ့ Hyundai Kia စကားများဟာဆိုရင် Tesla ကားတွေနဲ့အပြိုင်အမေရိကရဲ့ကားစည်းကွက်ထဲမှာထိတ်ဆုံးနေရယူထားပြီး အလဘားမားနဲ့ဂျော်ဂျီယာမှာကားဆက်ရုံနဲ့ယုံရှီထားနှင့်ပြီးတော့ကားနဲ့ဆက်ပစ္စည်းတွေထပ်ထုတ်လုပ်ဖို့ဂျော်ဂျီယာပြည်နယ်မှာတတိယမြောက်ဆက်ရုံကိုထပ်ဖွင့်တော်မယ်လို့ပြောပါရယ်။တောင်ကိုရီးယားဟာအမေရိကရဲ့ကုန်သွယ်မှုလုံခြုံရေးနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးမတ်လအစောပိုင်းမှာသမ္မတထရမ့်ကအာရှမဟာမိတ်နိုင်ငံတွေရဲ့အကောက်ခွန်တွေဟာအမေရိကတဲ့လေးစားတော့ပုံမြင့်မာနေတဲ့အတွက်ကြောင့်တောင်ကိုရီးယားကိုအမေရိကကိုလာပြီးရင်းနှီးမြှုပ်နှံမှု လုတ်တင်ကြောင်းဖိတ်ခေါ်ခဲ့ပါတယ်။2024စာချုပ်စာတမ်းများအရတောင်ကိုရီးယားသို့အမေရိကကသွင်းကုန်များအပေါ်အခွန်ကောက်မှုမှာ3.85ရာခိုင်နှုန်းသာရှိပြီးနှစ်နိုင်ငံလွတ်လပ်စွာကုန်သွယ်မှုစာချုပ်ကိုအခုထုတ်ဆိုနိုင်ခဲ့ကြောင်းတောင်ကိုရီးယားတာဝန်ရှိသူများကပြောပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့တည်ထဲအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye